ိုင်းတကွန်လိုသစ္စာမရှိဘဲချစ်သူကောင်မလေးပေါ်တာဝန်မယူတာကြောင့်တရားဆွဲဆိုတဲ့အထိဖြစ်ကြတဲ့ညီဖြစ်သူရှင်ဖုံးဖြင့်အလုံးမဲမင်္ဂလာပေါင်းဗမစ်စနာကနေကျွစလိုက်ပါတယ်ရှင်ဖုံးဖြင့်ဟာပိုင်းတကွန်ရဲ့အငယ်ဆုံးညီလေးဖြစ်ပါတယ်ပိုင်းတကွန်ဟာနိုင်ငံတကာကထိအောင်မြင်လာတဲ့အချိန်မှာရှင်ဖုံးဖြစ်ကိုအနုပညာလမ်းကြောင်းပေါ်လက်တွဲခေါ်ခဲ့တာပေါ့နောက်အပြင်ပြည်ပနိုင်ငံတွေမှာဇကားရိုက်တဲ့အချိန်မှာလည်းရှင်ဖုံးဖြစ်ကလက်ရိုက်ခွင့်ရပါတယ် ပိုင်းကွန်ဘက်ကလက်မှတ်ရအောင်ဆွဲခေါ်နေပေမဲ့ညီဖြစ်သူကမအောင်မြင်ခင်မှာတင်ပြဿနာမျိုးစုံတက်လာခဲ့တာပေါ့အနုပညာရှင်တွေအတွက်အကြီးမားဆုံးသောထိခိုက်မှုဖြစ်နိုင်တဲ့အခြေအနေမှာနမယ်ပြတ်ထွက်လာခဲ့ပါတယ်ရှင်ဖုံဖြစ်ကတနစ်ကြောတွဲခဲ့တဲ့ချစ်သူကမလေးပေါ်မှာယောက်ျားမပီးတဲ့အပြုတ်မှုတွေလောက်ခဲ့ကြောင်းထုတ်ပြောခံလာရတာပေါ့ ချစ်တူကာမလေးနဲ့တနင်္ကြာတွင်လာပြီးမှနောက်ထပ်ကာမလေးနဲ့ဟိုတယ်မှာအတူသွားတဲ့အထိသစ္စာဖောက်တာမို့ကာမလေးကလမ်းခွဲလိုက်တာပေါ့လမ်းခွဲရုံတင်မှာကပဲလူသိရှင်ကြပါသူတို့ကြောင့်ပြဿနာတွေကိုချပြလာပါတယ်လမ်းခွဲလိုက်ချိန်မှာကာမလေးဘက်ကရှင်ဖုံးပြည့်စီကရရမဲ့အကျွေးသိန်း90ကျော်ကိုတောင်းခံခဲ့ပါတယ်အဆိုပါအကျွေးတွေကရှင်ဖုံးပြည့်နဲ့သူနဲ့တွဲနေတဲ့တနေ့အတွင်းမှာငှားနေခဲ့တဲ့တိုက်ခန်းကဖို့ဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်မှာရှင်ဖုံးပြည့်ကအိမ်ပေါ်ကနေဆင်းလာခဲ့ကတိုက်ခန်းမှာငှားနေခဲ့တာပါ ပတ်စံလည်းမပါတဲ့အတွက်ကာမာလီကသာတိုက်ခန့်ငှဖို့ထုတ်ပေးခဲ့ရတာပေါ့။ဘိုင်းဒကွန်စီမှာသူပတ်စံတွေရှိတယ်လို့ဆိုက ရှင်ဖုံးဖြစ်ကကာမာလီကိုငွေစိုက်ခိုင်းခဲ့တာဖြစ်ပါတယ်။တငယ်ချင်းတွေနဲ့အတူနေမယ်လို့ငှားထားခဲ့ပေမဲ့တငယ်ချင်းတွေကရောက်မလာတဲ့အတွက်ကာမာလီနဲ့သာအတူနေဖြစ်ခဲ့ကြတာပေါ့။ဒါ့အပြင်နေနေတုံးမှလည်းစားစရိတ်ကဆကာမာလီကပဲထုတ်နေခဲ့ရတာပေါ့။မီတာစရိတ်နဲ့အခြားသုံးဆောင်ဖြစ်စီမိဖို့ချောင်းစရိတ်အလုံးကိုရှင်းပေးရတဲ့အပြင်ရှင်ဖုံးဖြစ်အတွက်စကင်ကဲဖိုးကဆငွေထုတ်ပေးရတာပေါ့။ ဒါရီအလုံးကိုကောင်မလီကသာပေးခဲ့ရပေမဲ့ပြတ်တဲ့အချိန်မှာအခန်းငါးကသာပြန်တောင်းခဲ့တာပါဒါပေမဲ့ရှင်ဖုံဖြစ်ကအခန်းငါးကားကိုမပေးနိုင်ဘူးဆိုပြီးပြောလာတာကြောင့်ကောင်မလီကလူသိရှင်ကြားချပြလာခဲ့ပါတယ်။ရှင်ဖုံဖြစ်ကစာချုပ်နဲ့ချုပ်ပြီးပတ်စံချီထားမဟုတ်တဲ့အတွက်မဆက်နိုင်ဘူးလို့ပြောလာတာကြောင့်ကောင်မလီကဒေါသထွက်သွားခဲ့ပါတယ်။ သူမအနေနဲ့တော့ယောက်ျားမဆန်တဲ့ရှင်ဖုံးဖြစ်ကိုအဆုံးထိပြန်ထုတ်ပြန်သွားမှာပါ။ဒါပြင်ရှင်ဖုံးဖြစ်ကပြတ်သွားတာကြာပြီလို့ရှင်းထားတဲ့အပေါ်မှာသူမတို့ကလေးလပိုင်း73ရက်နေမှပြတ်သွားတာလို့ရှင်းထားခဲ့ပါတယ်။ရှင်ဖုံးဖြစ်ကတရားဆွဲမယ်လို့ပြောလာတဲ့အတွက်ကောင်မလေးကတရားဆွဲဖို့အတွက်လက်ခံတယ်လို့ပါသတိပေးထားခဲ့ပါတယ်။ကောင်မလေးဘက်ကခုလိုအရာတွေကိုလူသိရှင်ကြားချပြမယ်လို့မဆုံးဖြတ်ခင်မှာအလုံးကိုပြင်ဆင်ထားခဲ့တာပါ။ရှင်ဖုံးဖြစ်ကအချောင်းမင်းကလေးတွေအပေါ်မှာလည်းအချိန်များစွာသစ်စာမရှိဘဲစီးကြော်နေတာတွေကိုလည်းတတ်သိယူထားခဲ့ပါတယ်။ ဒါအပြင်သူမကရှင်ဖုံးပြင်းနဲ့တွဲနေတဲ့အချိန်မှာသစ္စာရှိရှိတွဲခဲ့တာဖြစ်တဲ့အတွက်မောင်ရီများစွာရှိကယောက်သားမဆန်တဲ့သူဖြစ်လူတကာရဲ့အဖြစ်တင်ခြင်းခံရအောင်စ조사သွားမှာပါ။ဘိုင်းတကွန်ဟာအချိန်ရင်နဲ့ပတ်သက်ရင်နမဲပြက်လည်းမထွက်ခဲ့ဘူးပါဘူး။ဒါပေမဲ့ညီဖြစ်သူရှင်ဖုံးပြင်းကတော့ဘိုင်းတကွန်ရဲ့ခြေရောက်ကိုလိုက်မနှင်းပဲအချိန်ရင်နဲ့အရှက်ကွဲလို့နေရပါတယ်။ဘိုင်းတကွန်လိုသစ္စာမရှိပဲအချိန်ရင်နဲ့ပတ်သက်ပြီးအရှုံးရှင်းသတင်းတွေဖြစ်နေတဲ့ရှင်ဖုံးပြင်းအပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်း င်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခွဲကြပါဦးနော် YouTube channel လေးလည်းရှိသေးတာဖြစ်တဲ့အတွက် like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေနော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ